နင်းသာရီတန်းဒဝဲမြို့နယ်ထိုင်းမြန်မာနယ်စပ်ကထီခီဒေသကိုအကြမ်းဖက်စစ်တပ်ကဝိုင်းတွဲလေနဲ့ဘုံ၄၀ကျော်ကျဲချတိုက်ခိုက်ခဲ့တယ်လို့ KNU ဗိတ်ဒဝဲခရိုင်ကသတင်းထုတ်ပြန်ထားပါတယ်။အော်တိုဘာလ၈ရက်နေ့နဲ့၉နိုင်၁၀မိနစ်ခန့်မှာစတင်ပြီးထီမိုးပွားဒေသမဲသမီခီထီခီကျေးရွာအတွင်းကိုအကြမ်းဖက်စစ်တပ်ဝိုင်းတွဲလေနဲ့ဘုံ၄၀ကျော်ကိုကျဲချတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။ကျဲဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းပြည်သူပိုင်းနေအိမ်တွေပစ္စည်းတွေနဲ့ ကျေးပါအတွင်းကအဆောင်အချို့ထိခိုက်ပျက်စီးသွားရတယ်လို့လည်းသိရပါဗျ။လက်တလုံးမှာစစ်တပ်ကလေရင်နဲ့ဘုံတွေကျဲချနေတာကြောင့်ပြည်သူ300ကျော်ဟာထိုင်းမြန်မာနယ်စပ်ဂိတ်နီးကိုထွက်ပြေးတင်းရှောင်နေရတယ်လို့လည်းသိရပါဗျ။ထိုင်းစစ်တပ်ကလည်းနယ်စပ်ဂိတ်မှာလုံခြုံရေးအသင့်အနေထားနဲ့ရှိနေပြီးမြန်မာစစ်ဘေးရှောင်ပြည်သူတွေကိုထိုင်းဘက်အချမ်းဝင်ခွင့်မပေးသေးဘူးလို့လည်းသိရပါဗျ။ပြီးခဲ့တဲ့ဧပြီလနဲ့ဇွန်လအတွင်းက KNL နဲ့ PDF ပူးပေါင်းတပ်တွေဟာဒဝဲခိုင်ထိုင်းမြန်မာနယ်စပ်က ထီထပြူဝစကန်ထီခီစစ်စကန်ဘောဒီစစ်စကန်နဲ့ငရက်နီစကန် ဒုက္ခစခန်းအပါအဝင်စုစုပေါင်းစစ်တပ်စခန်း၅ခုကို သိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။နောက်တစ်လုံးမှာတနင်္သာရီတန်းဒဝဲခရံထိုင်းမြန်မာနယ်စပ်မှာနတ်အိမ်တောင်စခန်းတစ်ခုသာကျန်ရှိတော့ပြီးအဲ့ဒီစခန်းမှာလည်းစစ်သား30နဲ့50ဦးအကြာသာ ရှိတဲ့စစ်စခန်းတစ်ခုဖြစ်နေပြီးအဲ့ဒီစခန်းကိုသိမ်းပိုက်ရရှိခဲ့ရင်ဒဝဲခရံအတွင်းထိုင်းမြန်မာနယ်စပ်တစ်ခုလုံးကို KNL ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေကသိမ်းပိုက်ရရှိမှာလည်းဖြစ်ပါတယ်ရှင်။ ရေဖြူမျိုးနဲ့ကလင်အောင်မျိုးနဲ့မလွှဲတောင်ကြမှာရှိတဲ့လော့တန်းရွာနာမှာဒီကနေ့မနေ့ပိုင်းကဆရာနာရှင်တန်းနဲ့တော်လရင်ပူပေါင်းတပ်ဖွဲ့တို့ထိတိပြစ်ခတ်မှုဖြစ်တယ်လို့သိရပါတယ်။လော့တန်းရွာဟာရေးတဝဲပြည်တော်စုကလန်ပေါ်မှာတည်ရှိတာပါ။မိနစ်30လောက်အကြာပြစ်ခတ်မှုဖြစ်ပြီးတဲ့နောက်အခြေအနေပြန်ငြိမ်နေပြီးလမ်းပိုင်းမှာလည်းပုံမှန်တော်လာနေဆဲဖြစ်တယ်လို့လမ်းပိုင်းမှာရှိတဲ့ဒေသခံတအူကပြောပါတယ်။ အဲ့ဒီလမ်းပိုင်းမှာစီရင်လှုပ်ရှားမှုလုပ်နေတဲ့မွန်ကရင်တဝဲတော်လိုင်းအင်အားစုကဒေါနာစစ်ကြောင်းတုံးစစ်ကြောင်းမှုကိုမင်းမြန်ရမှာတော့ထိတွေ့မှုရှိခဲ့တယ်ဆိုတာကိုအတည်ပြုနိုင်ပြီးနှစ်ဖက်ထိခိုက်မှုကိုစုစမ်းနေဆဲဖြစ်တယ်လို့ဆိုပါတယ်။လက်တလောမှာဆရာနာရှင်တတတရာကျော်ကရေးတော့ရကာလန်ပိုင်းရောက်ဖူးရွာတင်မှာနေရာယူထားပြီးပြီးခဲ့တဲ့စက်တင်ဘာလဆန်းအထိစည်ရဲတင်းမှာခဲ့တဲ့အပြင်တိုက်ပွဲတွေပြင်းထန်ခဲ့ပါဗျ။စည်ရဲတင်းမှာခဲ့တဲ့အတွက်ရရှိကာလန်ပိတ်ခဲ့ပြီးအဲ့ဒီလမ်းပိုင်းမှာရှိတဲ့ဒေသခံတွေထွက်ပြေးခဲ့ရပါဗျ။ စက်တင်ဘာလနောက်ပိုင်းမှာတော့စစ်ဘေးရှောင်ချိုနေရပြန်လာကြတယ်လို့ရော်သားရိစီကသိရပါဗျာ။တိုက်ပွဲတွေတလဝန်းကျင်ကြာညီတက်ပြီးတဲ့နောက်ဒီကနေ့မှာတော့နှစ်ဖက်ထိပ်တွေ့ပစ်ခတ်မှုပြန်ရှိလာတာလို့တလိုင်းအင်အားစုရိစီကသိရပါဗျာ။ပြီးခဲ့တဲ့ရက်ပိုင်းကလောင်းလုံမျိုးနဲ့ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တအူးကိုဖမ်းဆီးခဲ့တဲ့မော်ရင်ပန့်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်ကျက်ဦးကိုလောင်းလုံပါကဖာကပြန်လည်ဖမ်းဆီးခဲ့တယ်လို့သိရှိရပါတယ်။ကျက်ဦးဆိုသူကိုအရင်ကလည်းလောင်းလုံပါကဖာကဖမ်းဆီးတာမျိုးရှိခဲ့ပြီး ူကိုလွတ်ပေးဖို့ရွာသားတွေဆန္ဒပြတောင်းဆိုခဲ့တဲ့ဖြစ်စဉ်လည်းရှိခဲ့ပါတယ်တနင်္လာရီမျိုးနဲ့ကန်တိုရွာဟောင်းကနေပြန်ဆုတ်သွားတဲ့ဆီယနာရှင်တက်ကဥယျာဉ်ခြံတွေထဲမြေမြုံမိုင်းတွေထောင်ခဲ့တယ်လို့တော်လိုင်းတက်ဖွဲ့နဲ့နှိဆက်သူတချို့စီကသိရပါဗျ။ဒီတင်းကိုတော့ Dwell Wash အဖွဲ့သားတဦးကပြောပြပေးသွားမှာပါ။တနင်္လာရီမျိုးနဲ့ကန်တိုရွာဟောင်းကနေပြန်ဆုတ်သွားတဲ့ဆီယနာရှင်တက်ကဥယျာဉ်ခြံတွေထဲမြေမြုံမိုင်းတွေထောင်ခဲ့တယ်လို့တော်လိုင်းတက်ဖွဲ့နဲ့နှိဆက်သူတချို့စီကသိရပါဗျ။ အတူပါလာသူရင်ဒီကကတူရဟောင်းဖက်ကိုဆာနာရှိတက်ကစစ်ကြောင်းထုတ်လာချင်းတော်လိုင်းတက်တွင်နဲ့တိုက်ပွဲဖြစ်ခဲ့တာပါတိုက်ပွဲဖြစ်ပြီးနောက်တည့်ရက်ဖြစ်တဲ့အော်တိုဘားလာလီယင်းဒီမှာတော့ဆက်နာရှင်တကရန်ပူရွာဖက်ကိုဆုတ်ခွာသွားတယ်လို့တော်လိုင်းတန်တဲ့နိစာသူတို့ကပြောပါတယ်အဲ့ဒီဆက်နာရှင်တပြန်ဆုတ်သွားပြီးတဲ့နောက် ဒေါ်လာရင်တက်တွေနေမည်ရှင်လေးချေသို့သွားတဲ့ကံတွေမှာမြေမြို့မိုက်တွေထောင်ရတာကိုတွေ့ရတယ်လို့ပြောပါတယ်။ဆန္နာရှိတန်နေတိုက်ပွဲဖြစ်တဲ့ကန်တိုရွာဝန်ကျင်ကဦးရင်ချန်လေးထေမြေမြို့မိုက်တွေတွေ့ကြတာဖြစ်ပြီးဒေါ်လာရင်တက်တွေသွာလာနိုင်တဲ့လူသွာလန်းတစ်ဆောင်နဲ့ချောက်ကန်နာကနေတွေတာမာထောင်ခဲ့တယ်လို့တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့ဇိုတုတပ်ဖွဲ့ဝင်တို့ကပြောပါတယ်။ အခုလက်ရှိမှာမြေမြို့မိုင်းစတလိုလောက်တွေ့ထားပြီးနောက်ထပ်မိုင်းလိုအခြေပေးပြီးလိုက်စားရှင်းလင်းဖို့လိုနေတဲ့အပြင်ပြည်သူတွေနေထိုင်ဖို့အဆင်ပြေတဲ့အနေအထားမှမရှိသေးဘူးလို့အဲ့ဒီတပ်ဖွဲ့ဝင်ကပြောပါတယ်တိုက်ပွဲဖြစ်လို့အချားရွာတော်တော်ကနေကန်တွန်းရွာဟောင်းကိုဆစ်ရှောင်းလာတဲ့ပြည်သူ900လောက်ဟာလေတခြားဒေသကိုထပ်ပြီးထွက်ပြေးနေရတယ်လို့ဆိုပါတယ်